ားလုံးပဲမြင်လာပါခင်ဗျာ Football View Season ရဲ့ကျွန်တော် Facebook Page နဲ့ YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့မနေ့ကဒီ Super Sunday ညကတော့၄ပွဲစလုံးကျွန်တော် All in ရတဲ့အတွက်ကြောင့်မို့ဒီအားလုံးဆင်ပြေကြမယ်လို့ထင်ပါတယ်ဒီကနေ့ကျွန်တော်ဒီလင်းနာညမှာဆိုရင်တော့ကျွန်တော်ဒီလက်ချံပွဲစဉ်လေးကျွန်တော်ရှင်းသေးတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီပွဲစဉ်လေးတွေကိုရွေးချယ်ပေးချင်ပါတယ်ကျွန်တော်ဒီဗီဒီယိုကလေးမစခင်ညီကိုတို့အနေနဲ့ ဘောလုံးပွဲလေးကိုကျွန်တော်ယုံကြည်စိတ်ချရတဲ့ကျွန်တော်အေဂျင့်နဲ့ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီမှာလည်းကျွန်တော်ဘောလုံးပွဲအစုံကိုဒီယုံကြည်စိတ်ချစွာလာကစားလို့ရပါတယ်ကျွန်တော်ဒီအကောက်တီသမားတွေအနေနဲ့ကလည်းကျွန်တော်ဒီတစ်ဆယ်ရာခိုင်နှုန်းကျွန်တော်ဒီဘောနဲ့ရရှိမှာဖြစ်တဲ့ကြောင့်မို့စိတ်ဝင်စားလို့ကျွန်တော်စောစကားခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber နံပါတ်099 685ကျွန်တော်433 530ကိုကျွန်တော်ဒီအသေးစိတ်ဆက်သွယ်မြင်မြင်နိုင်ပါတယ်အဲ့ဒါကျွန်တော်ဒီညအတွက်ကျွန်တော်ပွဲစဉ်လေးတွေကိုကျွန်တော်ချက်လောက်ကြည့်လိုက်အောင်ဗျဒီအခုမှအဝဆုံးကျွန်တော်ဒီ Premier League ကျွန်တော်လက်ကျန်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဒီဆန္ဒနဲ့အင်းနဲ့နော်အေဘာဒမွဲကိုရွေးချယ်ပေးခြင်းနဲ့လက်ရှိကျွန်တော်ဒီမလခင်းပေးတဲ့ကြေးမှာဒီအေရှင်ဆန္ဒလာအင်းကနော် level ကို30ချုံနဲ့ကျွန်တော်ဂိုးပေါင်းကြေးမှာဆိုရင်တော့ဒီ2မိုင်းနဲ့40ပေးထားပါတယ်ကျွန်တော်ဒီရာသီမားကဒီတန်တက်လာကျွန်တော်ဆန္ဒလာအင်းရဲ့ကျွန်တော်လက်ရှိဖောင်ကတော့ကျွန်တော်တော်တော်လေးကောင်းတယ်လက်ရှိကျွန်တော်ဒီလက်ရှိကျွန်တော်ဒီတပွဲရော့ကျွန်တော်ဒီရာမတ်18မတ်နဲ့ဒီအဆင့်9နေရာမှာရှိနေတယ် ဒါသူ့အနေနဲ့ညောဒီပွဲသာနိုင်လိုက်မယ်ဆိုရင်တော့စန္ဒနဲ့တင်းနေနဲ့အဆင့်3နေရာအထိကိုကျွန်တော်တက်လန်းရဖို့ရှိနေတယ်။ဒီနောက်ဆုံးကျွန်တော်ကစားထားတဲ့ကျွန်တော်နှစ်ပွဲမှာဆိုရင်လည်းဝူကိုနိုင်တယ်ကျွန်တော်ဒီချက်စီကိုနိုင်ထားပြီးတော့တော်တော်လေးကျွန်တော်ခြေစွာနေတာကိုတွေ့ရတယ်။ကျွန်တော်ဒီတစ်ဖက်ကကျွန်တော်အေဗာဒန်တင်းကိုကြည့်ရမယ်ဆိုရင်တော့လက်ရှိမှာကျွန်တော်သူကတော့ဒီတပွဲရောကျွန်တော်အဆင့်15ကျွန်တော်ရာမကစက်တမတ်နဲ့ရှိနေတယ်။နောက်ဆုံးဒီကစားထားတဲ့ကျွန်တော်နှစ်ပွဲမှာတော့ကျွန်တော်အေဗာဒန်ကမန်စီးတီးကိုရှုံးထားတယ်ကျွန်တော်စပါးကိုရှုံးထားပြီးတော့ဒီနှစ်ပွဲသက်ကျွန်တော်နိုင်ပွဲပြောင်းနေတယ်။ ဲဆိုတော့ကျွန်တော်လက်ရှိဒီစန်တန်လန်းကျွန်တော်အိမ်ငွေ့မှာဆိုရင်လည်းအေဘာဒန်နေနဲ့ကတော့နိုင်မလွယ်မယ်လို့မထင်ပါဘူးအေဘာဒန်နေနဲ့ကျွန်တော်ဒီပွဲမှာဒီသေးတမတ်လောက်ပဲကျွန်တော်မျှော်လင့်လို့ရတဲ့ကြောင့်မို့ကျွန်တော်ကတော့ဒီအင်ရှင်စန်တန်လန်းတင်းနဲ့ပဲဒီအရေးဆုံးကြည့်ချင်ပါတယ်ခုနောက်တစ်ပွဲကတော့ကျွန်တော်ဒီစပိန်လာလီကလက်ကျန်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီအိုဗီဒိုနဲ့ဥစာဆူနာပွဲဒီပွဲကတော့ကျွန်တော်ညနေနေပွဲမှာကစားကြမဲ့ပွဲဖြစ်တယ်လက်ရှိမှာကျွန်တော်ဒီအိုဆာဆူနာကကျွန်တော်အဝေးဝင်းကနေပြီးတော့ကျွန်တော် level 20ရှုံးပေးတယ်ကျွန်တော်ဂိုးပေါင်းကြီးမှာဆိုရင်တော့ အဲ2-20ပေးထားပါတယ်ကျွန်တော်လက်ရှိဒီတန်းစင်းစုံထဲမှာကျွန်တော်ရှိနေတဲ့ဒီ OB2 အတင်းကတော့ဒီအားဒီကျွန်တော်အိမ်ဝင်း5ပွဲမှာကျွန်တော်4ပွဲဒီကိုရှုံထားပြီးတော့ဒီ Soci တက်ပွဲကျွန်တော် F ပွဲလေးတစ်ပွဲပဲနိုင်ထားတာကိုတွေ့တယ်နောက်ပြီးတော့ဒီနောက်ဆုံးကစားထားတဲ့ကျွန်တော်ပြိုင်ပွဲဆိုကျွန်တော်4ပွဲမှာဆိုရင်လည်းတပွဲသာတည်ကြထားပြီးတော့ကျွန်တော်3ပွဲဒီကိုရှုံထားပါတယ်ဒီတစ်ပတ်ကကျွန်တော် Osasuna အတင်းရဲ့ကျွန်တော်လက်ရှိဖောင်ကလည်းဒီအရန်ကြီးကောင်းနေရာမျိုးတော့မဟုတ်ဘူး သူလဲဒီနောက်ဆုံးကျွန်တော်ကစားထားတဲ့ဒီလာလီကာကျွန်တော်နောက်ဆုံး2ပွဲဆက်9ပွဲပြောင်းနေတယ်။ဒါပြင်ကျွန်တော်ဒီအိုဆာဆူနာအသင်းရဲ့ဒီကတည်းကကျွန်တော်အဝေးခွင်း9ပွဲမှဆိုရင်လည်းအဲသူလဲကျွန်တော်9ပွဲရရှိတာကျွန်တော်မရှိသေးဘူး။ဆိုတော့ကျွန်တော်နှစ်သင်းစလုံးရဲ့နှစ်သင်းစလုံးရဲ့ကျွန်တော်လက်ရှိဒီခြေစမ်းအရာရောကျွန်တော်ဒီရတဲ့ပန်းအရာရောကတော့အရင်ကြီးမကွာတဲ့အသင်းတစ်သင်းဖြစ်တယ်။အဲဒီကြောင့်ကျွန်တော်ကတော့ဒီပွဲမှာလက်ရှိဒီဂိုးပေါင်းကျွန်တော်2-20လောက်ပဲပြေးထားတဲ့ပွဲမှာဆိုရင်တော့ကျွန်တော်ဂိုးအောက်ကိုပဲနေကြည့်ချင်ပါတယ်။ ဆိုတော့9နဲ့ကျွန်တော်ဒီပွဲကဒီ 1C Z1 နဲ့ဒီနှလုံးထဲမပူလာဘူးလို့ယူဆတယ်လို့ကြောင့်ကျွန်တော်ဒီပွဲကိုတော့ကိုယ့်အတကြောင်းတည်းကိုပဲရွေးချယ်ပြချင်ပါတယ်ဒီနောက်ကျွန်တော်ဒီ series ထဲမှာတော့ကျွန်တော်လက်ကျန်ပွဲစဉ်2ပွဲရှိတယ်ပထမပွဲကဒီဆက်ဆူအူလူနဲ့ဂျီနိုအာပွဲဒီပွဲကတော့ကျွန်တော်မြန်မာဆန်တော်ချိန်ည12နာရီမှာကစားကြမယ်ဝေးဖြစ်တယ်အပေါကြီးကဒီမနက်ခင်းကြီးမှာကျွန်တော်အေဂျင်ဆက်ဆူအူလူကဒီ level 50နဲ့ကျွန်တော်ဂိုးပေါင်းကြီးမှာဆိုရင်တော့2-2ဂိုးပေါင်းကြီးမှာဆိုရင်တော့ကျွန်တော်2-30ပေးထားပါတယ် ကျွန်တော်လက်ရှိဒီအစစ်တစဲမှာရှိနေတဲ့ဒီဆက်ဇူလိုအတင်းကတော့ကျွန်တော်နောက်ဆုံးကစားထားတဲ့ကျွန်တော်၅ပွဲမှာဒီရိုမာတင်းတဲ့ကိုပဲကျွန်တော်ရှုံးထားပြီးတော့ခြေစမ်းပန်းအရာကျွန်တော်တော်တော်လေးတည်ငြိမ်နေတာကိုတွေ့တယ်။ကျွန်တော်ဒီဇယားအောင်ဆုံးကဒီဂျီနိုဝါကတော့ဒီအဆိုးဆုံးအခြေအနေနဲ့ကျွန်တော်ရင်ဆိုင်နေရတယ်လို့ပြောလို့ရပါတယ်။အဲဒီအားဒီကျွန်တော်အဝေးကွင်းနိုင်ပွဲကလည်းကျွန်တော်တပွဲမှမရှိသေးသေးဘူး။ဒါပြင်ဒီအဝေးကွင်း၄ပွဲမှဆိုရင်လည်းဒါပြင်ကျွန်တော်ဒီအဝေးကွင်း၄ပွဲမှဆိုရင်လည်းအဲ၃ပွဲအထိကိုခြုံထားပြီးတော့ကျွန်တော်တပွဲသာတည်ကြအောင်ကစားထားနိုင်ခဲ့ပါတယ်။ ဆိုတော့ကျွန်တော်ဒီနှစ်သိန်းရဲ့ကျွန်တော်လက်ရှိဖောင်ကတော့အကွာပါတယ်ဆက်စုအလုံးနေနဲ့ကျွန်တော်ဒီ level 50ဆိုတဲ့ကြီးကတော့ဒီနိုင်ဖို့ကတော့ကျွန်တော်မလုံလောက်ဘူးဆိုရင်ပဲကျွန်တော်အိမ်ခွင့်အားသာကြလက်ရှိရတဲ့ကြောင့်မို့ကျွန်တော်ကတော့ဒီဆက်စုအလုံးအသင်းကိုပဲပို့ကြိုက်ပါတယ် level 50ကတော့ကျွန်တော်ဒီဘွဲကဟတ်ဒီဘွဲပါပဲကျွန်တော်ဒီဘွဲမှာအတီးလဲကြာကောင်းကြာသွားနိုင်ပါတယ်ဘယ်လိုပဲဖြစ်နေပါသေးဗျာကျွန်တော်ရှင်ဆက်စုအလုံးအသင်းကပဲဒီဘွဲမှာအနေဆုံးတည်နေနိုင်သွားမယ်လို့ထင်နေကြမို့ဒီအင်ရှင်သင်းကိုပဲရွေးချယ်ပေးချင်ပါတယ် ဒီခုနောက်ဆုံးပွဲကလည်းကျွန်တော်ဒီ CD ပွဲစီတပွဲဖြစ်တဲ့လာဒီယိုတင်းနဲ့ကက်ကလီပွဲဒီပွဲကလည်းကျွန်တော်ညနေ9:15မှာကစားကြမဲ့ပွဲဖြစ်တယ်။ပေါ့ကြီးကကျွန်တော်အင်ရှင်လာဒီယိုက1 plus 10နဲ့ကျွန်တော်ဂိုးပေါင်းကြီးမှာဆိုရင်တော့2 minus 80ပေးထားပါတယ်။ကျွန်တော်ဒီလက်ရှိအင်ရှင်လာဒီယိုတင်းကဒီနောက်ဆုံးကျွန်တော်ကစားထားတဲ့ကျွန်တော်9ပွဲမှာရှုံးပွဲတော့မရှိထားသေးဘူးကျွန်တော်တေးပွဲတွေတော့များနေတာကိုတွေ့တယ်။အတိုင်းပဲကျွန်တော်ဒီအားဒီအိမ်ငွေ၄ပွဲမှာတော့2ပွဲနိုင်ထားတယ်။ ဒီတစ်ဖက်ကကျွန်တော်ကက်ကလီကတော့ကျွန်တော်နောက်ဆုံးကစားထားတဲ့ကျွန်တော်၅ပွဲစက်၉ပွဲပြောင်းနေတယ်။နောက်ပြီးတော့ကျွန်တော်ဒီအဝေးကွင်း၉ပွဲကလည်းကျွန်တော်တပွဲသာနိုင်ထားတာကြောင့်ကက်ကလီအနေနဲ့ကတော့အဲဒီပွဲကလည်းကျွန်တော်သူ့အနေနဲ့ခက်ခဲမဲ့ပွဲလို့မြင်တယ်။ဒါပြင်ဒီသူတို့နှစ်သိန်းကျွန်တော်နောက်ဆုံးတွေ့ဆုံထားတယ်၁၀ပွဲမှဆိုရင်ကျွန်တော်၉ပွဲအထိကိုရှုံးထားတာကိုတွေ့တယ်။ဒါကြောင့်ကျွန်တော်လာစီအိုတင်းကပဲဒီပွဲမှာကျွန်တော်တလုံးသာလောင်းနေတော့နိုင်သွားမယ်လို့ယူဆတဲ့ကြောင့်မို့ကျွန်တော်ကတော့ဒီပွဲမှာဒီအင်ရှင်လာစီအိုတင်းနဲ့ဂိုးပေါင်းအပေါ်ကိုလည်းရွေးချယ်ပေးချင်ပါတယ်။ လာဒီယိုအနေနဲ့ကျွန်တော်တို့နှလုံးသွင်းမှကျွန်တော်ကြည့်ပြစားရမှာဆိုတော့လာဒီယိုနှလုံးသွင်းရင်ကျွန်တော်တို့ကက်ကလီအနေနဲ့ကလည်းတစ်လုံးတော့တော့သွင်းနိုင်လိမ့်မယ်လို့ယူဆထားပါတယ်။ဒါကြောင့်ကျွန်တော်ဒီပွဲကိုတော့ဒီဇုံဘောကိုပဲရွေးချယ်ပေးချင်ပါတယ်ဗျ။လာဒီယိုဘော်ဒီနဲ့ဂိုးပေါင်းပေါ်ပါဗျ။ဟုတ်ကဲ့ပါကျွန်တော်ဒါကတော့ဒီကနေ့တင်းနာနေညမှာကစားကြမယ်။လက်ကျန်ပွဲစဉ်လေးကျွန်တော်၄ပွဲပါဗျ။ဒီထဲမှာကျွန်တော်ချန်ပီယံလီဂ်ပွဲလေးပိုင်းလည်းထုံးစံတာကျွန်တော်ဘက်ကံပြီးဆော့ပါလို့ကြံပေးချင်ပါတယ်။ဒီပွဲလေးကညီကလေးတို့အတွက်အကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လေးမလို့ရတဲ့ရင်လို့သားပြို့ဖို့တောင်းဆိုနေပါတယ်ဒီအခုလို့ဆုံးဒီ live ပါ YouTube ပြီးတော့လည်းကျွန်တော်တရားချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ပါတယ်ဗျာ